ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်အခုပြပေးမယ့် site ကကျွန်တော်အခုနှစ်ထဲမှာနှစ်ခါတင်ပေးဘူးရယ်နော်နှစ်ခါတင်ပေးဘူးရယ်အခုတင်ပေးတာ၃ချိန်မြောက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ site ကအခုချိန်မှာသူကထွက်ပေးရမယ်သူစနစ်အရာဒီချိန်မှာထွက်ပေးရမယ် site ဖြစ်လို့ကျွန်တော်ထပ်တင်ပေးတာဖြစ်တယ်နော်ဟုတ်ကဲ့အားလုံးကြည့်ရအောင်နော်ဒါကျွန်တော်တို့ဒီမှာချောင်းနောက်ပိတ်နော်ချောင်းနောက်ပိတ်ငါးနောက်ပိတ်လေးနောက်ပိတ်၃နောက်ပိတ်စီနီယာနော် 6543စီနေရနော်6543နောက်ပိတ်နော်နောက်ပိတ်6543နောက်ပိတ်ကိုတဲ့သူက6543နောက်ပိတ်လို့ပြီးသွားတယ်အဲ့6543ထိတ်ကိုပြန်ကစားတယ်သူကနော်6ထိတ်5ထိတ်4ထိတ်3ထိဆိုပြီးတော့သူကနော်6543နောက်ပိတ်နော်6543နောက်ပိတ်ဆုံးသွားတယ်အဲ့6543ထိတ်ကိုပြန်ကစားတာ6543ဆိုပြီးတော့နော်ဟုတ်ပြီအဲ့တော့ပြောချင်တာဒီ6နောက်ပိတ်က ဒီ6ထိပ်စီလို့ဒီကိုပို့လိုက်တာเนาะ6ထိပ်စီလို့ဒီကိုပို့လိုက်တာအဲ့ပို့လိုက်တာ ਨੇ အဲ့6ထိပ်စီကြောင်းနဲ့သူ့ရဲ့နောက်နှစ်မှာအဲ့6ထိပ်စီပို့လိုက်တာ ਨੇ သူ့ရဲ့နောက်နှစ်မှာပထမဆုံးပေါ်တဲ့ဗရိတ်6ခဏ6ထိပ်စီကြောင်းပထမဆုံးပေါ်တဲ့ဗရိတ်6ခဏเนาะအဲ့ဗရိတ်6ခဏဒီခဏပေါ့เนาะအဲ့ဗရိတ်6ခဏဒီအဲ့နှစ်ထဲမှာပြန်ကြเนาะအဲ့နှစ်ထဲကိုဗရိတ်6ခဏပြန်ကြဟိုနှစ်ပိတ်မှာလာကြเนาะ24ချိန်เนาะ6နောက်ပိတ်ခဏပြန်ကြအဒုတိယ ကတ်အနေနဲ့ကသူက6ပြီးတော့9ပေါ့နော်အဲ့ဒီ9နောက်ပိတ်ကိုဒီ9ဒိတ်စီတို့သူကပို့လိုက်တာနော်9ဒိတ်စီလို့ပို့လိုက်တာ ਨੇ သူကနောက်နှစ်မှာတဲ့ပရိ9ကဏ္ဍပထမဆုံးပေါ်တဲ့ပရိ9နော်ပထမကတ်မှာလည်းပဲပထမဆုံးပေါ်တဲ့ပရိ6ကဏ္ဍဒီကောင်ကပထမဆုံးပေါ်တဲ့ပရိ9ကဏ္ဍနော်အဲ့ဒီ9နောက်ပိတ်ကိုတဲ့9ထိပ်စီလို့ပို့လိုက်တဲ့အတွက်တဲ့เนาะဒီထဲမှာ frame ထောက်ထားတာတွေကเนาะထည့်ထားတာတွေအများကြီးပဲเนาะဒါလိုရင်းဘူးပဲသွားတာအဲ့ဒီ9နောက်ပိတ်ကိုတဲ့9ထိပ်စီလို့ပို့လိုက်တာ ਨੇ သူ့ရဲ့နောက်နှစ်မှာတဲ့ပထမဆုံးပေါ်တဲ့ frame 9ကဏ္ဍတည်းကြီးတဲ့ ြန်ကြပါတယ်เนาะပထမဆုံးပေါ်တယ်ပရင်္ဂါကဏ္ဍပြန်ကြเนาะဒီမှာကစားတယ်เนาะပြန်ကြဟုတ်ပြီ6ပြီးပြီ5ပြီးပြီတော့အခု4လှည့်ပေါ့เนาะအခု4လှည့်ကြတယ်သူကဒီ4နောက်ပိတ်တည်တဲ့เนาะဒီ4နောက်ပိတ်တည်သူက2နှစ်ကျော်3နှစ်ကျော်ပေါ့4နောက်ပိတ်တည်သူက2နှစ်နဲ့3နှစ်ကျော်မှာ4ထိပ်စီလို့ပို့လိုက်တာ ਨੇ သူကနောက်နှစ်မှာတဲ့เนาะပထမဆုံးအချိန်ကြတယ်ပရိတ်4ကဏ္ဍအဲ့လေးထိပ်စီကြောင်းနောက်နှစ်မှာပထမဆုံးကြတယ်ပရိတ်လေးကဏ္ဍဆိုတော့ဒီပရိတ်လေးကဏ္ဍပထမဆုံးကြတာဒီကဏ္ဍเนาะ ထမအောင်ဆုံးပရိလေးကြားတဲ့ကဏ္ဍဒီကဏ္ဍအဲ့ကဏ္ဍတည်တဲ့အဲ့နှစ်ထဲမှာပြန်ကြပါနော်ပြန်ကြကစားတယ်နော်ပြန်ကြကစားတယ်နော်ဟုတ်ပြီ၄ဘရိတ်ပြီးတော့၃ုံလဲပေါ့နော်၆၆လဲပြီးပြီး၅လဲပြီးပြီး၄လဲပြီးပြီးအခု၃ုံလဲနော်အဲ့ဒီ၃နောက်ပိတ်ပြီးတော့သူကတနည်းနည်း၃နှစ်ကျော်မှာအဲ့၃နောက်ပိတ်က၃ထိပ်စီလို့သူကပို့လိုက်တာအဲ့ပို့လိုက်တာနဲ့တပြိုင်တည်းတည်းအဲ့ရသူ့ရဲ့နောက်နှစ်၃ထိပ်စီရဲ့နောက်နှစ်မှာတဲ့ပထမဆုံးပေါ်တဲ့အချိန်ပေါ်တဲ့ဘရိတ်၃ကဏ္ဍနှစ်ဦးမှာစပေါ်တာနော်ဘရိတ်၅ကဏ္ဍတော့လည်းနှစ်ဦးမှာပဲစပေါ်တာနော် ဟုတ်ပြီအဲ့ပရိင်္ဂပရိသုံးကဏ္ဍဒီတခုနဲ့ထဲကိုပြန်ကြပါတယ်နော်အဲ့ပြန်ကြဒီချိန်မှာကြရမယ်နော်စနစ်အရာဒီချိန်မှာကြမှာမလို့ပြပေးရနော်ဒီချိန်မှာပြန်ကြကြပေးမယ်သူကနော်ခုံခုံကိုအာပေါ့နော်ခုံခုံကိုအာပြန်ကြနော်ဟုတ်ပြီဘာချိန်မှာကြမလဲသူကကြည့်ရအောင်နော်အဲ့တော့ဒီ6နောက်ပိတ်နဲ့6နောက်ပိတ်ကတဲ့သူကဒီမှာ6ထိပ်စီလို့ပို့လိုက်တယ်ပို့လိုက်ပြီးရတယ်သူကနောက်နှစ်မှာပထမဆုံးချိန်ပေါ်တဲ့6ပရိကဏ္ဍ နော်ပထမဆုံးညင်ပေါ်တဲ့6ပရိက္ခဏန်းတည်တဲ့အဲ့နဲ့ထဲမှာပြန်ကြကစားရတယ်တဲ့နော်သူကစားရမယ်ဆိုရင်6ပရိက္ခဏန်းကစားတာဖြစ်တဲ့အတွေ့တဲ့သူကဒီနောက်ပိတ်နဲ့ဒီနောက်ပိတ်နှလုံးခွာပေါင်းနိုင်ဒီနောက်ပိတ်နဲ့တပင်းညွန်နောက်ပိတ်နှစ်ခုခွာပေါင်းနိုင်6ဖြစ်နေရမှာပရိ6ခဏန်းပြန်ကြကစားတာဖြစ်တဲ့အတွေ့6ဖြစ်နေရမှာနော်ဒီမှာကစားတာအဒုတိယ6ပြီးတော့5อ่ะเนาะအဲ့ဒီ5အကြောင်းနဲ့သူ့ရဲ့နောက်နှစ်မှာတဲ့အဲ့ဒီ5ထိပ်အကြောင်းသူ့ရဲ့နောက်နှစ်မှာ5ပရိက္ခဏံပထမဆုံးပေါ်တဲ့5ပရိက္ခဏံတည်တဲ့ ပြန်ကြကစားတော့မယ်ဆိုရင်လေငါးပရိကဏ္ဍကစားမှဖြစ်တဲ့အတွက်တဲ့သူ့ရဲ့ဘေးနှစ်ကသူ့ရဲ့ရှေ့ဘေးနှစ်ကနော်ရှေ့နှစ်ကနောက်ပိုင်းနှလုံးခွာပေါင်းနိုင်9 6 9 5 9နော်ငါးပရိကဏ္ဍပြန်ကြဖြစ်ထွက်မှဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့နောက်ပိုင်းနှလုံးခွာပေါင်းနိုင်ငါထောက်တာမထောက်ပြီးတဲ့ဘေးမှာကြတာနော်ဟုတ်ပြီဒါပြန်ဒုတိယကအတတရကက၄6ပြီးပြီ9ပြီးပြီဆိုတော့၄လေအဲ့ဒီ၄နောက်၄ထိပ်ကြည့်ကြအောင်လေနောက်နှစ်မှာတဲ့သူကပထမဆုံးညီကြတယ်ပရိ၄ကဏ္ဍအဲ့ကဏ္ဍဒီပြန်ကြကစားရတယ်တဲ့နော် အဲ့ကနန်းပြန်ကြကစားတယ်ကစားရမယ့်ချိန်မှာလည်းပဲသူကပထမကတ်မှာ6ဗရိတ်ကနန်းပြန်ကြကစားတဲ့အတွက်6ထောက်တယ်နော်နောက်ပိတ်နှလုံးဒုတိယကတ်မှာ9ဗရိတ်ကနန်းပြန်ကြကစားတဲ့အတွက်နောက်ပိတ်နှလုံးခွာပေါင်း9ထောက်တယ်အခုတတိယ၄ဗရိတ်ကနန်းကြာမှာမလို့တဲ့၄ဗရိတ်ကနန်းပြန်ကြကစားမှာဖြစ်တဲ့အတွက်နောက်ပိတ်နှလုံးခွာပေါင်းလိုက်၄ထောက်ထားရမှာသူကနော်၄ထောက်ထားရမှာနော်အဲ့၄ထောက်ထားပြီးမှကြာတာဟုတ်ပြီဒါဆိုခုတတိယကနန်း အခုစတုဒ္ဒကပ်ပေါ့နော်ဒီသုံးထိပ်ကြောင်းနဲ့နောက်နှစ်မှာပထမဦးကြိမ်စပေါ်တဲ့ပရိသုံးကဏ္ဍဒီမှာပဲနှစ်ဦးမှာစပေါ်ခဲ့တဲ့အတွက်ကျန်တဲ့သုံးကိုစဉ်းစားကြမလို့သုံးပရိကဏ္ဍလည်းဒီနှစ်ထဲမှာဒီဒီကြိမ်ပဲထွက်ထားသေးတယ်ပထမဦးဆုံးထွက်တဲ့ကဏ္ဍလည်းဖြစ်ရမယ်သုံးပရိကဏ္ဍလည်းဖြစ်ရမယ်ဆိုတော့ဒီကဏ္ဍပြန်ကြကစားမယ်တဲ့နော်ပြန်ကြကစားသူပြန်ကြကစားတော့မယ်ဆိုရင်တဲ့သုံးပရိကဏ္ဍပြန်ကြကစားမှဖြစ်တဲ့အတွက်သူ့ရဲ့ရှေ့နှစ်ကသူရရှိအရင်ကန်ကဲ့ရဲ့နှစ်ကနောက်ပိုင်းနှလုံးခွာပါမယ်သုံးထောက်ထားရမယ်တဲ့နော်သူ့ဘေးမှာကြာမှာနော်ဘာဖြစ်လို့ဒီမှာလဲဒါဆိုရင်ပြောရရရှိတယ်ဒီမှာလဲထောက်ခဲ့တယ်နော် ဒီမှာလည်းထောက်ခဲ့တယ်6နဲ့9နဲ့3ဦးမယ်နော်။ဘာကြောင့်ဒီမှာမကြလဲ။ဒီ6နဲ့9နဲ့3ခွာထောက်ထားတာပဲဒီမှာလည်းနော်။အဲ့3ထောက်တည်းကဒီမှာ3ပတိကနေပြန်ကြဘူး။ခွန်ကွန်ကဘာလို့ပြန်မကြလဲဆိုတော့မကြရတဲ့အကြောင်းရင်းရှိတယ်နော်။ तू ကအတိအကျဒီချိန်ကျမှ तू ကကြာမှာနော်။ဒီချိန်ကျမှကြာမှာ။ဘာကြောင့်လဲဆိုတော့ तू ကအဲ့လိုထောက်ုံနဲ့မရပါဘူး။နော်နောက်ထပ်ထောက်ချက်တစ်ခုပိုးလာတယ်နော်။ဘယ်လိုပိုးလာလဲဆိုတော့ तू ကအဲ့ဒီအဲ့ဒီကွာ6ထိပ်စီကြောင်းနဲ့เนาะ6ထိပ်စီကြောင်းနောက်နှစ်မှာ6ပြိကနန်း ပထမဆုံးချိန်ထွက်တဲ့6ပရိက္ခဏအဲ့6ပရိက္ခဏအဲ့ဒီထဲမှာပြန်ကြကစားတော့မယ်ဆိုရင်နဲ့နော်ပြန်ကြကစားတော့မယ်ဆိုရင်နဲ့ तू ကသူ့ရဲ့ရှင်းနေမှာ6ပရိက္ခဏပြန်ကြကစားတာဖြစ်တဲ့အတွက်နောက်ဘက်နှလုံးခွာပါမယ်6ဖြစ်နေရမှာအဲ့6ဖြစ်ုံနဲ့လည်းမရဘူးပြီးထိတ်ထိနှလုံးပေါင်းထောင်းပေါင်းကြီးကနှစ်ထောက်ထားပါမယ်နော်ထိတ်ထိနှလုံးထောင်းပေါင်းကြီးကလည်းနှစ်ထောက်ထားရမယ်နှစ်ထောက်ပြီးကမှဒီနောက်ဘက်နှစ်ခုခွာပေါင်းကြီးက6ဖြစ်ရမှာအဲ့လိုဖြစ်ပြီးမှသူ့ဘေးမှာကြာတာပါတဲ့နော်အာဒုတိယကံမှာလည်းသူဒီတိုင်းပဲတဲ့နော်6ပြီးတော့5ဒီ9ထိကြအောင်နဲ့သူ့ရဲ့နောက်နှစ်မှာပထမဆုံးပေါ်တဲ့ဗရိန်9ကဏ္ဍ အဲ့ပြင်ငါကနန်းတည်တဲ့အဲ့နေ့ထက်မှပြန်ပြန်ကြကစားမယ်တဲ့နော်ပြန်ကြကစားရုံပဲဆိုလို့ရှိရင်လည်းပဲတဲ့ तू ကသူ့ရဲ့ရှေ့ရင်လိုက်ကက်ရဲ့နှစ်မှာနောက်ပြည့်နှလုံးခွာပေါင်းရင်ငါထောက်ထားမယ်ငါပြေကနန်းမလို့ငါထောက်ထားရမယ်အဲ့ငါထောက်ထားတဲ့ချိန်မှလည်းပဲ तू ထိတ်စီးနှလုံးတည်တဲ့နှစ်ပုံတွေထောက်ထားရပါမယ်တဲ့နော်ထိတ်စီးနှလုံးနှစ်ထောက်ပြီးကမှငါခွာနောက်ပြည့်နှလုံးခွာပေါင်းရင်ငါဖြစ်ရမယ်နော်ပထမကမှလည်းထိတ်စီးနှလုံးနှစ်ထိတ်စီးနှလုံးထောင်ပေါင်းရင်နှစ်ထောက်ထားရမယ်နော်အဲ့နှစ်ထောက်ထားပြီးကမှနောက်ပြည့်နှလုံးခွာပေါင်းရင်6 အဲ့ကောင်ကဘေးမှာပြန်ကြကစားတာเนาะအခုဒုတိယကငါးပရိကဏံပြန်ကြကစားတော့မယ်ဆိုရင်လည်းပဲထိတ်ထိတ်လုံးထောင်ပေါင်းကြီးကနှစ်ဖြစ်နေမှာနှစ်ကပုံလေးထောက်ထားရမှာเนาะအဲ့လိုဖြစ်ပြီးကမှနောက်ပြီးနှလုံးခွာပေါင်းကြီးငါထောက်ပြီးကမှသူ့ဘေးမှာကြတာเนาะဟုတ်ပြီဒါဆိုရင်ငါးပရိပြီးပြီ၆ပရိကဏံပြီးပြီငါးပရိကဏံပြီးပြီအဲ့တော့ဒီမှာ၄ထိတ်ထိကြအောင်လဲနောက်နှစ်မှာပထမဆုံးချင်းကြတယ်၄ပရိကဏံပထမဆုံးကြတယ်၄ပရိကဏံဒီကဏံပထမဆုံးချင်းထွက်တဲ့၄ပရိကဏံဒီကဏံအဲ့ကဏံဒီပြန်ကြကစားမယ်တဲ့เนาะဟုတ်ပြီပြန်ကြကစားတော့မယ်ဆိုရင်လည်းသူက လေးပရိကဏံပြန်ညကစားမှဖြစ်တဲ့အတွက်တဲ့နောက်ပိုင်းနှလုံးသူ့ရှိနေမှာနောက်ပိုင်းနှလုံးလေးခွာထောက်ထားရမယ်နော်အဲ့ထောက်ထားတဲ့အချိန်မှာလေထိတ်စီနှလုံးထောင်ပေါင်းခြင်းသည်နှစ်ထောက်ထားရပါမယ်တဲ့နော်ဒီလိုထိတ်စီနှလုံးနှစ်ထောက်ပြီးကမှထိတ်စီနှလုံးထောင်ပေါင်းခြင်းနှစ်ထောက်ပြီးကမှနောက်ပိုင်းနှလုံးခွာပေါင်းခြင်းလေးထောက်ပြီးမှအဲ့လေးပရိကဏံဒီပြန်ညကစားတာနော်ဟုတ်ပြီဒါဆိုရင်အခုတက်တရကလေးလဲပြီးပြီ6လဲပြီးပြီး5လဲပြီးပြီး6လဲပြီးပြီးအခု3လဲအဲ့ဒီ3ထိပ်ကြီးရအောင်နဲ့နောက်နှစ်မှာမင်းတို့ ပထမဆုံးကြိမ်သုံးပရိကဏဒီကဏမှာရှိသေးတယ်ဒီနှစ်လုံးမှာသုံးပရိကဏဒီတစ်နှစ်လုံးမှာဒီတစ်ကြိမ်မှာထွက်ထားသေးတယ်နော်အဲ့ဒီခုံခုံကိုဆိုကဏပြန်ကြတော့မယ်ဆိုရင်တဲ့သူကဒီမှာတော့သူကနောက်ပိုင်းနှလုံးခွာပါမြင်သုံးဖြစ်တယ်ထိတ်ထိတ်နှလုံးအထောင်နှစ်မထောက်ထားတဲ့အတွက်ဒီမှာမပေးတာနော် အခုအချိန်ကြာမှာသူကအဲ့ကဏကြတော့မယ်ဆိုရင်တဲ့နောက်ပိုင်းနှလုံးခွာပါမြင်သုံးဖြစ်နေရမှာနော်သုံးပရိကဏပြန်ကြမှာဖြစ်တဲ့အတွက်နောက်ပိုင်းနှလုံးခွာပါမြင်သုံးဖြစ်နေရမှာအဲ့ဒီအချိန်မှာသူကထိတ်ထိတ်နှလုံးနှစ်ကပုံသေးထောက်ထားတာဒီမှာမှထောက်တာနော် ဒီမှာမှထိသိမ်းနှလုံးပုံလေးနှစ်ထောက်ပြီးကမှနောက်ဘက်နှလုံးခွာပေါင်းရင်သုံးဖြစ်တာเนาะအဲအကြောင်မလို့ဒီအချိန်မှာသူကကြပေးရမှာเนาะဒီပေါ်မှာသုံးဖြစ်တော့ကနောက်ဘက်နှလုံးခွာပေါင်းရင်သုံးတော့ဖြစ်တယ်ထိသိမ်းနှလုံးထောင်ပေါင်းရင်ဒီနှစ်မဖြစ်ဘူးเนาะသူကဘာဖြစ်လို့လဲဆိုတော့ပထမကတ်မှာလည်းသူဒီတိုင်းပဲ6ပြေကနန်းပြန်ကြတော့မှဆိုရင်ထိသိမ်းနှလုံးသူ့ဘေးရှေ့သူ့ရှေ့ရင်လိုင်းကတ်ရဲ့နှစ်မှာသူကထိသိမ်းနှလုံးနှစ်ထောက်ပုံလေးထောက်ထားမယ်ထောင်းထားပြီးကမှနောက်ဘက်နှလုံးခွာပေါင်းရင်6ဖြစ်မယ်အဲ6ဖြစ်ပြီးမှ6ပြေကနန်းကြတာဒုတိယကတ်မှာလည်းထိသိမ်းနှလုံးထောင်ပေါင်းရင်နှစ်ပုံလေးဖြစ်မယ်နောက်ဘက်နှလုံးခွာပေါင်းရင်9ဖြစ်ပြီးမှ9ပြေကနန်းပြန်ကြကြတာ နော်အခုတတိယကံမှာလည်းပဲ तू အဲ့တိုင်းမထိသိနှလုံးထောင်ပေါင်းကြီးကနှစ်ဖြစ်မယ်နှစ်ဖြစ်ပြီးကံမှာနောက်မနေမခွာပေါင်းကြီး၄ဖြစ်ပြီးမှ तू ၄၄ပြေကံတော့ပြန်ကြကစားခဲ့တာနော်အခုဒီမှာဒီနှစ်မှာလည်းပဲထိသိနှလုံးထောင်ပေါင်းကြီးနှစ်ဖြစ်တာဒီမှာဖြစ်တယ်နောက်ပြီးနှလုံးခွာပေါင်းကြီး၃ကလည်းပဲဒီမှာ၃ထောက်ထားပြီးကံမှာအဲ့၃ပြေကံပြန်ကြဦးဒီမှာကစားခိုင်းတာနော်အဲ့တော့ခွန်ခွန်ကိုအာပေါ့နော်ကျွန်တော်ကတော့ခွန်ကိုခွန်လို့ဒဲအုပ်ကြိုက်တယ်ခွန်ကိုခွန်ဒဲအုပ်ကျူပို့ထိုးပေါ့နော်ခွန်ကိုခွန်ဒဲအုပ်ပို့ထိုး ကျန်တဲ့အားနှစ်ခုကိုရန်ထိုးပေါ့ဗျာနော်ဟုတ်ကဲ့အားလုံးပဲဒီလောက်ဆိုရှင်းမယ်ထင်ပါဗျာနော်အားလုံးကိုလက်ပဲနော်ကံကောင်းကြပါစေဗျာနော်ကိုလက်ပါနော်